မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတရုတ်အတွက်ဝါရဖြန့်ပေးနေတဲ့အွန်လိုင်းငွေလိမ်ဂိုင်းများဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်တရုတ်ကိုလိုလာထောက်ခံခဲ့တဲ့ဝါရဖြန့်မှုတွေကိုငွေကြေးလိမ်လည်တဲ့ဂိုင်းတွေနေဆက်တကြောမှာအခြေဆိုင်တဲ့နေဆက်ဖြတ်ကျော်ရစုဂိုင်းတွေက ထူးထူးခြားခြားဖြန့်ဝေလာနေပါတယ် မြန်မာလူ့အဖွဲ့စီမှာတော့ Facebook ဟာလူမှုကွန်ရက်မီဒီယာတစ်ခုဆိုတာထက်ပိုပါတယ် Facebook ဟာမြန်မာမှာတော့စုဝေးရာရှင်ပြင်ဆန္ဒပြတဲ့နေရာပြီးတော့ဝါရဖြန့်တလင်းပြင်တစ်ခုထက်ပိုပြီးစင်တူပါတယ်2020ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက်မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာတရုတ်စန့်ချင်ရေးအတွေးခေါ်တွေကပိုမိုပြန့်နှံ့အားကောင်းလာပါတယ် အကြောင်းကတော့ဗေကျဲမှာရှိတဲ့ပုံကိုယ်တွေကဆေယနာရှင်ကိုအားပေးထောက်ခံတယ်လို့လူလူကအခိုင်အမာယုံကြည်တာတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့တန်တမန်ရေးအရွေတွေအပေါ်တန်တရာကြီးကြီးမားမားရှိနေကြတာတွေကြောင့်ဖြစ်ပါတယ်အခုတော့ Facebook ပေါ်မှာတရုတ်နဲ့ပတ်သက်လို့ပုံဖော်နေကြတာတွေကအရွေတစ်ခုဖြစ်လာနေပြန်ပါတယ် ီတခါရိုက်ခတ်လာတဲ့လှိုင်းအစ်စ်ကတော့တရုတ်ကိုလူလာထောက်ခဲတဲ့ဝါရဖြတ်မှုတွေဖြစ်ပါတယ်။တန်ယုံတွေသူတေသနာအဖွဲ့အစည်းတွေစီကနေအဲ့ဒီလှိုင်းကရိုက်ခတ်လာတာတော့မဟုတ်ပါဘူး။အဲ့ဒီစာငွေကြီးလိမ့်လေတဲ့ဂိုင်းတွေနေဆက်တကြောမှာအခြေဆိုင်တဲ့နေဆက်ဖြတ်ကျော်ရာဇွတ်ဂိုင်းတွေကအဲ့ဒီသတင်းစကားတွေကိုထူးထူးခြားခြားစတင်ပြန့်ဝေနေတာဖြစ်ပါတယ်။ မြန်မာရေးမှာတရုတ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်မှာသကကလုံးတိုက်ပွဲတွေပြင်းထန်တက်တာကအခုဒီချိန်ပထမဆုံးတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီဒီချိန်မှာအဲ့ဒီအခြေအနေတွေကိုဖန်တီးပိတ်ကိုင်တဲ့လူပုဂ္ဂိုလ်တွေနဲ့အသုံးပြုတဲ့နီလန်တွေကတိတိတသားပြောင်းလဲလာပါတယ်။ဆေယနာသိမ့်မှုပြီးပြီးချင်းအစောပိုင်းနေ့ရက်တွေတုန်းက Facebook ပေါ်မှာတရုတ်ဘက်ကနေတတထိုးထိုးလော်ဘီလုပ်မှုတွေကိုတရုတ်ကျောင်းသားတွေပြပရောက်တရုတ်နိုင်ငံသားတွေလွတ်လပ်စွာရက်တည်တဲ့ပညာရှင်ဆိုသူတွေကဥဆောင်ခဲ့ပါတယ်။ ်အဲ့ဒီပုံကောအများစုဟာမြန်မာလူပြောတတ်ရေးတတ်ပြီးထဲထဲဝင်ဝင်ထိတွေ့ဆက်ဆံနိုင်သလိုအပြန်အလှန်နားလည်မှုဆိုတာကိုအားပေးပုံဖော်ခဲ့ကြပါသည် ဥပမာတမိုင်းတလျှောက်နှစ်ဖက်ထိတွေ့ဆက်ဆံမှုတွေကွန်ပျူတာဝါရရဲ့စံတန်ဖိုးတွေနဲ့ငင်းကျန်းစွာအတူရှင်တွေနေထိုင်ရေးဆိုတာတွေကိုခန်းနာတဲ့စကားစင်တစားတွေတုံးပြီးအပြော်နီးနဲ့ဝါရဖြန့်ခဲ့တာမျိုးပါအဲ့ဒီအားထုတ်မှုတွေဟာရုပ်တရက်အားကောင်းခဲ့တယ်ဆိုရင်တောင်မှပြန်နေမှုကတော့အကန့်အသတ်ရှိခဲ့ပါတယ်အချင်းချင်းစိတ်ဆက်ဆောင်ရွက်မှုအားနေတာ digital လမ်းကြောင်းကနေချက်ထွင်မှုကင်းမဲ့တာတွေကြောင့် post တွေက Facebook ရဲ့ ခြေရာကန်စနစ်တွေနဲ့လိုက်ရောညီထွေမဖြစ်ခဲ့သလိုလူလူရဲ့တုံ့ပြန်မှုကိုလည်းမဖန်ဆားနိုင်ခဲ့ပါဘူးပြီးတော့ကျန်းတန်းတဲ့ပြည်နေမှုတွေကိုအခြေပြုပြီးတရှိတဲ့လူလူအမြင်အောက်မှာတော့အဲ့ဒီလိုတိမ်သိမ်မွေ့မွေ့တိမ်သွင်းတဲ့နီလန်းတွေကတိတ်ပြီးအရာမထင်ခဲ့ပါဘူး2024ကစလို့ Facebook မှာတရုတ်အပေါ်သဘောထားနဲ့ပတ်သက်ပြီးလူလူစီထိတွေ့ဖို့အားထုတ်မှုဒုတိယလိုင်းကစတင်ရိုက်ခတ်လာပါတယ်အဲ့ဒီလိုင်းကိုတွန်းအားပေးတာတွေကတော့အခချင်းငွေပေးထူထောင်ထားတဲ့ကွန်ရက်တွေ profile တူတွေ င်ဖလူရန်ဆာတွေကို အမိခံဖို့ငှားရမ်းထားတာတွေလုံလာကြတာဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာတရုတ်ဆန့်ကျင်ရဲ့အတန်တွေကိုတိတ်ဆိတ်သွားစေဖို့ပဲဖြစ်ပါတယ် အဲ့ဒီအကောင့်တွေဟာနေစဉ်တုံမြန်မာစကားကိုပဲအသုံးပြုပြီးရှင်းတာကြပါတယ်။ဒေတိယဘန်းစကားတွေကိုအတုခိုးကြပါတယ်။ပွဲစုတဲ့နိုင်ငံရေးအငင်းခုံတွေမှာပါဝင်ကြပါတယ်။တချို့ကကိုကိုကိုမြန်မာနိုင်ငံဘွားတရုတ်တွေဖြင့်ဟန်ဆောင်ပြီးအခြားပြည်သူတွေလိုပဲပြည်ပဆွဲဖက်မှုတွေတရုတ်ရဲ့ရိုက်ခတ်မှုတွေအကြောင်းအပေါင်းအရင်းတန်တန်ဆွေးနွေးပြောဆိုတတ်ကြပါတယ်။ဒီဒီကြိမ်လှိုင်းရိုက်မှုမှာကမထူတာက အများစုဟာခြေစားတွေဖြစ်နေတာပါပဲ။သူတို့တွေကဒီစားစီလှုပ်ရှားနေတာမဟုတ်တော့ပါဘူး။အခကျင်းငွေပေးပြီး ဲပတ်နေတဲ့ခြေပြင်းတဲ့ကွန်ရက်တစ်ခုတည်းကအစိပ်ပိုင်းတွေဖြစ်လာပါတယ်။အဲ့ဒီကွန်ရက်ထဲမှာပအဝင်လှူရှားသူတွေဟာတရုတ်အစိုးရဘဝင်ခွေစီမဲ့ဝါရဖြတ်မှုတွေကိုအားပေးမြင့်တင်ရင်အခကြေးငွေခန်းစားခွင့်ရကြပါတယ်။ ။အဲဒီကွန်ရက်တွေကဖန်တီးတဲ့ post တွေမှာထင်ရှားမြင်သာတဲ့အထုပစကားတွေထက်ခါထက်ခါပြန်ပြောနေတာတွေမူမှန်မဟုတ်လောက်တဲ့ reaction တွေနဲ့ share ကိန်းကနန်းတွေကိုသတိထားမိနိုင်ပါတယ်။အဲဒီ page တွေအပေါ်လူလူစိတ်ဝင်စားမှုကအရန်နှိပ်ပါနေစေဖြစ်ပေမဲ့လည်း Facebook ရဲ့အခင်းကျင်းမှာတော့တိတာတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်စေပါတယ်။အကျိုးဆက်ကတော့ လူမှုကွန်ရက်သုံးဆွဲသူတွေစီမှာတရုတ်ကိုလှူလာထောက်ခံတဲ့လော်ဘီလုပ်တဲ့ post တွေကိုပို့ပြီးမြင်လာရစေပြီးစန့်ကျင်ဘက် post တွေကတော့တိတ်ပြီးမထင်ပေါ်တော့ပဲဖယ်ထုတ်ခံလာရပါတော့တယ်ပို့ပြီးအရေးကြီးတဲ့ကိစ္စတခုကအဲ့ဒီလိုင်းမြင့်တက်လာမှုရဲ့နောက်ွယ်မှာတော့မြန်မာနိုင်ငံနေဆက်ကလောက်ကိုင်းမြဝတီရွှေကုတ်ကိုလိုလိုဒေတာတွေမှာခြေဆိုင်ပြီးအရင်းမြစ်အင်အားတောင့်တင်းတဲ့ငွေလိန်ဂိုင်းတွေနေဆက်ဖြတ်ကျော်ရစုဂိုင်းတွေပါဝင် ရှက်တွေပတ်သက်လာတာပဲဖြစ်ပါတယ်အဲ့ဒီစုဖွဲ့တွေဟာ online မှာကစကား လက်ဆောင်ပြောဆိုမှုတွေကိုလိုတလိုခြေလှယ်နိုင်လောက်တဲ့ဒဏ္ဍာအင်အားနဲ့မိပညာကျွဲဝမှုနောက်ခံတွေရှိနေပါတယ်သူတို့ဟာဖန်တီးထားတဲ့ဝါရပြန်စကားတွေပြည့်နှက်သွားရေးကိုတည်ရင်ရှင်ရေးလို့သဘောထားပြီးအလုံးလုံးကြပါတယ်ဒါပေမဲ့တရုတ်ဆန့်ကျင်ရေး post တွေကလည်းသူတို့ရဲ့လုံထုံးလုပ်ငန်းတွေကိုရှုပ်ထွေးစေအနောက်ရှက်ဖြစ်စေပြီးမလိုလားအပ်တဲ့တန်တရားတွေကိုဆွဲဆောင်ရရောက်စေပါတယ် ဒါကိုတုံ့ပြန်တဲ့အနေနဲ့တချို့လိမ်လည်မှုကွန်ရက်တွေဟာကိုပိုင်လူမှုကွန်ရက်မီဒီယာစာမျက်နှာတွေ influencer ကွန်ရက်တွေသတင်းဌာနအတူတွေကိုဖန်တီးလာကြပါတယ်။သူတို့ပေးတဲ့သူတို့ပေးတဲ့သတင်းစကားတွေကတော့တရုတ်ဟာမြန်မာအတွက်တည်ငြိမ်မှုကိုဖန်တီးပေးနေတဲ့စီးပွားရေးမိဖက်မျိုးဒါမှမဟုတ်မြန်မာအတွက်အလုတ်ကိုင်းတဲ့အကူအညီတွေပေးရနေတဲ့ ေးရနေတဲ့အတိုင်းအထင်တွေခံနေရတဲ့အိမ်ကြီးချင်းကောင်းဆိုတာမျိုးကိုပုံဖော်ဖို့ပါတရုတ်ရဲ့ကဲဆဲလုပ်ငန်းတွေနေဆက်ဖြတ်ကျော်ပူပေါင်းဆောင်ရွက်မှုတွေဆိုတာကအဲ့ဒီဝါရဖြတ်မှုတွေမှာဖန်တီးရတဲ့အောင်မြင်နေတာတွေ့ရတဲ့ကိစ္စတွေဖြစ်ပါတယ် ပန်တရားတရားမြင်တွေ့မြင်တွေ့နေရတဲ့ကိစ္စတွေဖြစ်ပါတယ်ဒါပေမဲ့တရုတ်ကိုယ်တိုင်ကချိန်မုံပြစ်မယ်လို့နှိရှိလာများကြွေးကြော်ထားပြီးခရီးမရောက်မအောင်မြင်သေးတဲ့ရာဇဝတ်ဂိုင်းတွေအကြောင်းကိုတော့ရည်ရွယ်ချက်ရှိရှိချက်လက်ထားတတ်ကြပြန်ပါတယ်ဒီနေရာမှာအသေးရိုက်ခတ်လာတဲ့တရင်ချက်လက်လိုင်းကိုထူကဲထင်ရှားစေတာကသူတို့ပေးတဲ့တရင်စကားတစ်ခုတည်းကြောင့်မဟုတ်ဘဲအဲ့ဒီဖြန့်ဝေသူရဲ့ဆွမ်းဆောင်ရည်နဲ့လဲဆိုင်ပါတယ်ငွေလိမ်ဂိုင်းတွေဟာခြေပြန့်တဲ့ဒီဂျစ်တယ်လက်နက်တွေကိုပိုင်ဆိုင်ကြပါတယ် အဲ့ဒီထဲမှာကွန်ရက်တွေအလိုအလျောက်တီထွေချိတ်ဆက်နိုင်တဲ့ထိုးတွေခန်းစားချက်တွေကိုစိတ်ဆက်စိတ်စော်ရိုက်ခက်စေနိုင်တဲ့ဗီဒီယိုတွေကြော်ညာဝယ်ယူတာတွေအစုံလင်ပါဝင်နေပါတယ်။ သူတို့ရှိမှန်းချက်ရလကတော့စနစ်တကျမဟုတ်တဲ့တရင်ချက်လက်လှုပ်ရှားမှုတစ်ခုကိုဖော်ဆောင်မှုဖြစ်ပါတယ်။အရင်တော့ငါဝါရဖြန့်အားထုတ်မှုတွေလိုမျိုးပြောစကားတွေကိုတိတ်ပြီးအခြေမခံတော့ပါဘူး။အခုလှိုင်းသိရဲ့သဘောကတော့သဘောတရားရေးရဆွေးဆောင်မှုမဟုတ်တော့ဘဲသူတို့ပြောချင်တာတွေကိုမြန်မြန်ဆဆဖြန့်ချပြီးဖုံးလွှမ်းလိုက်ပုံမှာအဲ့ဒီအတွက်စန့်ကျင်ဘက်သဘောတရားတွေက ေးရောက်သွားပါမယ်မူလအစိုးရကရှုပ်ထွေးသွားပါမယ်လူတွေအမြင်မှာဒါကလက်ခံနိုင်လောက်တဲ့ဆွေးနွေးမှုမျိုးပဲဆိုတာမျိုးအမြင်ပြောင်းလာအောင်တွန်းအားပေးပါလိမ့်မယ်လူတွေရဲ့စိတ်ထဲမှာ ပြည်ပဆွဲဖက်လွှမ်းမိုးမှုတွေကိုပိုပြီးစိုးရိမ်လာဖို့တရုတ်စံချိန်ရဲ့အမြင်တွေအပေါ်ညီငွေစိတ်ကုံလာဖို့ဖန်တီးယူပါမယ်အဲ့ဒီကြလက်ကိုသူတို့တွေကဆွေးနွေးညှင်းခုံတဲ့နီလန်းနဲ့ချင်းကတ်တာမျိုးမဟုတ်ဘဲအဖက်မဲ့အထက်ထက်မြင်တွေ့စေတဲ့အားထုတ်မှုနဲ့လုံယူကြတာပါဒီအခြေအနေတွေမှာပြည်ထနာအသစ်တစ်ခုထပ်ပေါ်လာပါတယ်ဘေးပို့စ်တွေရဲ့ ာကွယ်မှာဒုစရိုက်ဂိုင်းတွေရှိနေတယ်လေဘေးပို့တွေက နိုင်ငံရေးသဘောထားဖြန့်ဝေမှုတွေလဲဆိုတာကိုမကွဲပြားတော့တာပါ အဲ့ဒီဂိုင်းတွေမှာကိုပိုင် ID ဖွဲ့တွေမီဒီယာယူနစ်တွေပရိုမိုးရှင်းဝန်ထမ်းတွေရှိနေပြီးတရုတ်ရဲ့ပုံရိပ်ကိုပြောင်ပြောင်ရောင်ရောင်ဖြစ်လာအောင်ပုံဖော်ပေးကြပါရယ်ဒါပေမဲ့အရေးကြီးတဲ့တစ်ချက်ကဒီလှုပ်ရှားမှုအလုံးဟာဘေးကျဲမှာရှိတဲ့တရုတ်အစိုးရကဗဟိုချက်ကနေချုပ်ကန်ပြီးမောင်းနေနေတယ်လို့မယူဆသင့်ဘူးဆိုတာပါပဲအဲ့ဒီကွန်ရက်တွေကိုတရုတ်အစိုးရကညွှန်ကြားနေပါတယ်ဆိုတဲ့အထောက်အထားမျိုးလက်ရှိချိန်ထိလုံးဝမတွေ့သေးပါဘူးဘလို့ပဲဖြစ်ဖြစ်အဲ့ဒီကွန်ရက်ကနေတစ်ဆင့်ကောင်းချိုးတစ်ခုခန်းစားရမယ်ဆိုရင်အထူးသဖြင့် င်ထိလွယ်ရှာလွယ်နေဆက်အရေးတွေမှာဝေဖန်ပြစ်တင်မှုတွေကိုရှော့ချဖို့အထောက်ကူကောင်းရလာမယ်ဆိုရင်တရုတ်အစိုးရကတော့လွန်လွန်လပ်လပ်ဖြစ်နေမှာပါပဲနောက်ပြီးအဲ့ဒီအရေးဟာတရုတ်ရဲ့ပုံမှုကျဲပြန့်တဲ့လုံခြုံရေးရည်မှန်းချက်တွေနဲ့လည်းအဆက်အဟတ်တည်နေပါတယ်အမေရိကန်ငြိမ်းချမ်းရေးသုတေသနဌာန USIB ကတရုတ်ဟာနေဆက်လုံခြုံရေးနဲ့ကင်းလဲမှုတွေမှာ GSI မှုအရာလာအိုထိုင်းတို့လိုအင်းနီချင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်လာခဲ့ပါတယ်အဲ့ဒီအခင်းကျင်းမှာနေဆက်ကငွေလိမ်ကိုင်း2000 ရဲ့ကွန်ရက်တွေဟာလူမှုအမြင်ကိုခြေလဲပြောင်းလဲနိုင်ရေးအသုံးဝင်မဲ့ဆိုရင်တရုတ်မြန်မာစီးပွားရေးစင်ကြံကိုကာကွယ်လိုတဲ့တရုတ်ရဲ့ရည်ရှိရည်မှန်းချက်တွေကိုလည်းအခုညီရစေပါလိမ့်မယ်ဒီတော့လက်ရှိကြုံတွေ့နေတဲ့အရေးအတင်ဟာတရင်ချက်လက်အမားတွေဖြန့်ဝေုံတတ်တတ်တယ်မဟုတ်တော့ပါဘူး။ဒါဟာတရင်ချက်လက်နေမြေတခုပေါ်ထွန်းလာတာဖြစ်ပါတယ်။ အဲ့ဒီပုံစံတစ်ကိုပညာရှင်တွေတန်တရားရှိတွေကကင်တွယ်ဖန်တီးနေတာမဟုတ်ပါဘူးငွေလင်ကိုင်းကောင်းဆောင်တွေနဲ့သူတို့ရဲ့ digital လက်နက်တိုက်တွေကလှုပ်ဆောင်နေကြတာဖြစ်ပါတယ်ခက်မြန်မြန်ရွေပြီးဘန်နာရေးအထောက်ပံ့ကောင်းကောင်းရထားသလိုတရားမဝင်စီးပွားရေးလုပ်ငန်းတွေဆက်နွယ်ပတ်သက်လာတဲ့ဝါရဖြန့် operation အသစ်တွေလို့သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့လည်းပဝင်းချင်းအတဲမှာမိကုန်းအဟောင်းတွေကတော့တည်မြဲနေသေးပါအစိုးရတရရက်ကနောက်ွယ်ကနေဒီရန်ရားကိုမောင်းနေနေသလားဒါတွေကဝါရဖြန့်လှုပ်ရှားမှုတွေလားစသဖြင့် ြင်ပေါ်တကယ်အရေးကြီးတဲ့မိကုံကလူလူရဲ့အမြင်ခံစားမှုနဲ့ယုံကြည်ချက်တွေကိုပြောင်းလဲဖို့ဘယ်သူမှပါဝါရှိနေတယ်လဲဆိုတာပါအဲ့ဒီစွမ်းအားကိုပညာရှင်တွေတန်ယုံတွေကပိုင်းဆိုင်ထားတာမျိုးမဟုတ်ပါဘူးလူလူအမြင်ကိုချုပ်ကိုင်းပြီးချေလေရမယ်လို့တွေးနေတဲ့နေဆက်ဖြတ်ကျော်အစုအဖွဲ့တွေကသူတို့နေရာကိုအစားထိုးယူလာပါပြီ